ဲ့ကြီးနေတဲ့တမီးစိုးပေါ့နော်တမီးစိုးကိုသူ့အတူညီမကြီးပြန်သွားတယ်တမီးစိုးဘာမှန်းကျွန်တော်လည်းမသိဘူးဟောဘာပြောနေတာကိုကြားတယ်နားလည်းနားမထောင်ကြည့်လည်းမကြည့်နော်အဲ့ညီမကြီးပြန်သွားတယ်ဖက်ကန်ကြည့်တယ်ကြားတယ်သူ့ညီမကြီးဘာသွားလုပ်လာလဲလို့ကျွန်တော်ငါပြောတယ်အဲ့အပြင်ကိုလည်းချိန်ပြီးတော့ငဲနေတယ်လို့ဖက်ကန်ကြည့်တာဟမ်ဖက်ကန်လို့ပြစ်မဟုတ်တော့ဒီခွေးတွေကကြိုက်ပါလေဆိုရင်ခွေးကြိုက်တဲ့ခြံလေးကိုဝင်သွားတာကြိုက်တဲ့ခွေးပြစ်လားဝင်တဲ့သူပြစ်လားရှင်းရှင်းလေးဒီခွေးတွေကတိုက်တယ်နော်တခင်လားတခေါလားလူစိုးလားလူကောင်းလားဒီခွေးမသိဘူးဒီခွေးတွေကတိုက်တဲ့ခွေးတွေ ဲ့ဒီခြံထဲကိုအမအဲ့ခွေးတွေရှိတယ်အဲ့ခြံထဲကိုဝင်သွားတယ်ဘာလို့လဲခွေးတွေကြိုက်မော့အဲ့တော့ကြိုက်တဲ့ခါထူးဆန်းမထူးဆန်းဘူးလေဒါမှထူးဆန်းတာပါလေအဲ့ဒီဟာကိုငါငါတာကြီးနဲ့မှဖွင့်နေဆိုတော့ဒီလက်ရှိ CRB နဲ့ AMG တို့နဲ့ဆက်သွယ်လို့ဘာဖြစ်တာကိုညာဖြစ်လာလို့ဆိုပြီးတော့ငါငါတာကြီးနဲ့မှနိုင်ငံရေးပုံမှန်တဲ့ဖွင့်အောင်အဲ့ဒီတမီးစိုးကနိုင်ငံရေးအတွက်ဘယ်နေရာမှာမလုပ်လို့လဲဟမ်ဘယ်အဖွဲ့စည်းကိုထောက်ဖို့လုပ်နေလို့လဲဘယ်လိုင်းပေါ်မှာတော့တော်လိုင်းဘက်ကဝင်ရနေလို့လဲကျွန်တော်တွေ့တာကတော်လိုင်းဘက်ကလူတွေတိုက်ခိုက်နေတာတွေ့တယ်ဟမ်တော်လိုင်းလောက်နေတဲ့လူတော်လိုင်းမှာထောက်ဖို့လုပ်နေတဲ့လူတွေတော့တော်လိုင်းမှာအရေးပါတဲ့လူတွေကိုပို့ဆိုပတ်ဆက်ပြောပြီးထောက် တိုက်ခိုက်နေတာမတွေ့ဘူး။အဲ့လိုဟာမျိုးကိုနိုင်ငံရေးပုံမှန်တော်တက်တယ်ဆိုတော့နိုင်ငံရေးပုံမှန်ဆိုတာဖားတယ်ဖားကောင်းဝယ်ရည်တွေ့ရတူကောက်တက်လို့ရတဲ့အပေါ့ပုံမှန်မဟုတ်ဘူး။နော်မင်းတို့စစ်ခွေးတယ်လို့သိလား။မရင်းကောင်းတယ်အပွင့်တင်မီးရှို့တယ်ကောင်းတယ်အပွင့်တင်ဓမြတိုက်ရကောင်းတယ်အပွင့်တင်တင်ကျင်းနေတင်လို့ရတဲ့အပွင့်မဟုတ်နိုင်ငံရေးပုံမှန်ဆိုတာနော်အဲ့တော့တော်တော်တော့စက်ပြုတ်ကောင်းတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တမီးဆိုးဖန်းခံရတာနည်းသေးတယ်လို့အမေသားကြီးကိုစီမတုံးသက်ပြောဆိုလာသည်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာသမီးစိုးဟာတဲ့ငကိုကျူကျူလက်ကိုပြောထားတဲ့စကားရှိတယ်ဆိုတော့အဲ့တော့ကျူကျူလက်ကိုပြောထားတာနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်ဆွဲရဲဆိုတော့ကျူကျူလက်ကနိုင်ငံတော်လားလက်ရှိကျွန်တော်နိုင်ငံမှာလည်းအဲ့ဒီနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုတဲ့ပုံမှန်ကျွန်တော်စောင့်ရက်ကဆုံးမဲ့ပုံမှန်ပဲလားဟဲ့နည်းနည်းဖြင့်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုမင်းရောက်နိုင်ဘောဆဲနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအဲ့ဒီကိုမေကိုလို့ဖေလို့မှလည်းနိုင်ငံတော်အကြီးအကျယ်လားဟဲ့နိုင်ငံတော်ကိုစားပြုလားနည်းနည်းဖြင့်လို့ရှိရင်အတွေ့အကြုံပုံမှန်ကောင်းမင်းရောက်နိုင်ဘောဆဲနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဟဲ့ တို့စစ်ကိုချုပ်တက်တဲ့ကောင်ဆယ်နဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအဲ့ဒီမှာအေလိုးတွေကနိုင်ငံတော်လာခဲ့ပြောပါဦးဒီအဲ့ဒီပုံမှန်အဆောက်၄ကဖို့အကောင်ဆုံးရုံးမကောင်ဆုံးပုံမှန်နာမည်ကြားရတဲ့ကျွန်တော်ယူနေဟမ်အဲ့တော့ဂျူဂျူလတ်ဆောက်ခေါမအုပ်တို့သူဆဲတာဂျူဂျူလတ်နိုင်ငံတော်ပုတ်ဘူးတော့နိုင်ငံတော်ကိုကိုစားပြုတဲ့ပါတယ်ဟိုခေါင်းဆောင်တော့အဆင်မရှိဘူးဂျူဂျူလတ်ဆင်ရနော်အရင်ကတည်းကဆိုရင်ပြည့်တဲ့သားဆိုရင်တိုင်းပါတယ် ပြည်တန်းစားနော်ဖာတယ်ကိုပြည်တန်းစားခေါ်တယ်ပြည်တန်းစားဆိုတာတရားနိုင်ငံကုန်တယ်တထည့်မူကြီးမဲ့ရတင်နာမီစက်ကချင်းနည်းနည်းကြီးမိုင်းလိုင်းရင်တီခင်းအဲ့ခံတဲ့တဲမှာအဲ့ဒါနိုင်ငံတော်ရဲ့အစင်တန်းစားအဖြစ်ထည့်သွင်းပြီးတော့ချောမောလှပတဲ့မိမပြိုတွေကိုအဆောက်အချောက်ရွှေရန်တင်းပေးတဲ့နော်သူ့ရဲ့တတိတနန်းထားပြီးတော့တတ်မှတ်တာအဲ့ဒါပြည်တန်းစားချူချူလောက်အစင်ရတိုင်းပြည်အတွက်အဲ့ဒီပြည်တန်းစားအစင်တော်မရှိဘူးအကောင်းဆုံးလားသူတို့စစ်ခွေးတွေလောကမှာအမေတူအမေတူဆိုပြီးတော့ဒီစောက်ခွားမကိုပွဲထုတ်နေတာဟမ်သူများနိုင်ငံသွားကြည့် တစ်ဖက်တစ်ဖက်ပေါ်ကလက်ပြီးပတ်ပြီးတော့အန်ဘူရဲ့ပခုံးချိန်ပြီးတော့ဆောက်ဖက်ကချက်တွေရှိနေရုံမဟုတ်ဘူးအဲ့တော့သူတို့ကသူတို့ဖြစ်တဲ့ကိစ္စသူတို့သူတို့ဖြစ်တာကအကြောင်းမဟုတ်ဘူးဘာလို့လဲတက်တက်လုံးတော်လန်ရေးကိုစဲဆိုပြီးပြောလာတဲ့သူကိုတော်ဒီနိုင်ငံတော်အစီအစဉ်ပြည့်စုံနိုင်ငံရေးပုံမှန်တတ်တယ်ဆိုတော့ဟိုနိုင်ငံရေးဆိုတဲ့အရာကိုမှိမ့်မှိမ့်ပြအောင်လုပ်တယ်လို့ပဲကျွန်တော်တို့ထင်တယ်နော်လက်ရှိမင်းအောင်နိုင်ကောင်းဆောင်တဲ့အခွဲကသူတို့ကပေးအထမရှိတော့ပေးအထမရှိဘူးဘာလို့ဆိုမင်းအောင်နိုင်ကိုကြည့်ဇော်ဘုံဟေးနော်ဇော်ဘုံဟေးတို့ဘာတို့အကုန်ဖမ်းပြီးတော့ထက်ကြတာလဲ အခုသူတို့ကိုပြောနေတဲ့ကိုမောင်မောင်တို့နော်ကိုမောင်စိုးတို့ဒီပဒီဘောမတွေပေါ့ဒီလူတွေဟာတသက်လုံးစစ်တပ်ကိုအမာခံဘောမလာတာဒါပေမဲ့သူတို့ကိုပြောကြည့်အခုအဲ့မောင်မောင်တို့ကိုသွားဖမ်းဖို့စီးဖို့တတ်ဖို့ပြတ်ဖို့ပြောလို့တဘောကြီးသူတို့ဘောမချင်းချင်းအဲ့တော့ဒီကောင်တွေအုပ်စုဟာလေအတိတ်တရားကိုလုံးဝမဲ့နေတဲ့အုပ်စုဒါပေမဲ့သူတို့ကသူတို့အတိတ်တရားမဲ့သူတို့ချင်းချင်းသူတို့ကြိုက်တယ်လို့လို့ဒီတော်နိုင်ရဲ့အတိုင်းဝိုင်းမှာရှိတဲ့သူတွေတကားတဲ့ဒီဟာကိုလာထက်တွင်းတာတော့ဒါကတော့စက်ပြုတ်ကိုကောင်းအောင်ပြင်ဟိုပြောကြတဲ့စကားမရှိတော့တမိဆုံးလို့ဟာမျိုးကရှိတယ်အခုလက်ရှိနဲ့တော်နိုင်ရေးမှာရှိတယ်ပြောနိုင်ရင်တော်နိုင်ရေးဘက်က အတော်လိုင်းမှာထောက်ဖို့လုပ်နေတာတော်နိုင်ရေးကိုအားအပေးတဲ့သူစသဖြင့်အဲဘုံမတွေကိုဆဲပြတာပေါ့စစ်ကောင်းဆောင်တွေကိုဆဲပြတယ်တစ်ဖက်မှာနည်းနည်းပါးပါးဆဲပြတယ်ဒါပေမဲ့တရားမှာ96လောက်ကဘာလို့လဲဆိုတော့တော်နိုင်ဘက်ကိုဖောင်းထုတ်တယ်သူကတော်နိုင်ဘက်ကလို့ပြောတယ်အာပြည်သူဘက်ကမခံစားနိုင်တဲ့ပုံစံမျိုးနဲ့သူ့ရဲ့နော်ပါစင်နဲ့တရားမှာ96ကတော်နိုင်ဘက်ကိုဖောင်းထုတ်တယ်တရားကိုင်တုံးကအဲစစ်တပ်ဘက်ကိုနည်းနည်းပါးပါးပြောခဲ့တယ်ပေါ့အဲသူ့အတူတော့တော်နိုင်ဘက်ကလို့ပြောတယ်အဲ့ဒါတော်နိုင်ဘက်ကဖြစ်တယ်ကျွန်တော်ကမြန်မာပြည်မှာအမေသားမှာအမေသမီးမှာအရင်ပြောကြတယ်ကျွန်တော်ကျွန်တော်ကျွန်တော်အမေသားမှာလို့ကျွန်တော်တုံးချင်တယ် ကိုမေကိုဒေါ်ဆန်းစုကြည်ချစ်လို့ကိုမိမလိုမျိုးပဲအမေဒေါ်ဆန်းစုကြည်ဒါပေမဲ့မတုံးရဲဘူးဒေါ်ဆန်းစုကြည်ဖြစ်နေခြင်းနဲ့တားတယောက်ဖြစ်နော်အကောင်လုံးကအစအချစ်ဇာတိကဘိုင်းရအစနေဖို့ထိုင်ဖို့ကျွန်တော်တောက်ဆန်းမှုယူကျွန်တော်တောက်ဆန်းမိတယ်ကျွန်တော်တောက်ဆန်းမှုယူတာဒေါ်ဆန်းစုကြည်တိုက်တယ်လို့ဟုတ်တယ်မလားအမေတားဆိုရင်အမေကြိုက်တဲ့ပုံစံတိုင်းချစ်ကမ်းအဲ့ဒါအမေသားပါစက်ကဖြစ်လိုက်လို့ကျွန်တော်ဖြစ်လို့မရဒီလိုပဲတော်လန်ရေးဘက်ကပါလို့ပြောလိုက်မယ်ဆိုရင်တော်လန်ရေးကိုအကျိုးပြုနေတဲ့သူပဲဖြစ်ကမ်းတော်လန်ရေးကိုဘာအကြောင်းမြတ်မှတိုက်ခိုက်နေတယ်သူဖြစ်ကမ်း မင်းဟာတော်လိုင်းရေးဘက်ကလို့ကိုယ့်ကိုခံယူနိုင်ရင်မင်းဒီတော်လိုင်းရေးအတွက်တထောက်တနေရကအကျိုးပြုနေတဲ့ဒူဖြစ်ရတယ်။အပြည်သူဘက်ကနာရာနဲ့ဟုတ်လားတော်လိုင်းရေးရေးချင်းကြလာတို့တိုင်းပြည်နာတို့မခံနိုင်တာနဲ့ဆိုအဲ့ဒါဆိုရင်တော်လိုင်းရေးဆက်ပြောင်းလုပ်တဲ့လူတွေတော့ပြောနေဟုတ်ကဲ့နော်ဒီဒီတိုင်းပြည်ကိုပြဿနာဖြစ်အောင်စခဲ့တာအခုလိုမျိုးဒီသွေးထွက်ပန်းကိုသွေးချောင်းစီးအောင်စခဲ့တာဒီတော်လိုင်းရေးဘက်ကလူတွေမဟုတ်ဘူး။တိုင်းအေးချမ်းနေတဲ့တိုင်းပြည်ကိုဘာလို့လဲမဲလိမ်မဲဖို့လဲဆိုပြီးတော့အာဥပဒေမဲ့အာနာသိမ့်တယ်။ဥပဒေမဲ့အာနာသိမ့်တာတော့ဒီပြည်တို့ကချက်ချင်းလက်နက်ကန်ပြီးထွက်လာတာမဟုတ်ဘူး။ တောင်းရတိတိအတန်တိုက်တပိတ်ဆိုပြီးတော့ကိုယ့်အိမ်မှာကိုယ်ညင်တိုက်နေကြပေးတယ်ဟမ်ဆက်ချက်ခတိကဘယ်လောက်ရိုးသားတဲ့ပြည်သူဘယ်နိုင်ငံမှာရှိသေးလဲဟမ်အတန်တိုက်ပြီးတော့တောင်းရတိတိနေပြီးတော့အမဘလူးထည့်လိုက်တဲ့ချင်းတဲ့မတူဖြင်းနဲ့အောက်လိုက်ဝင်တာပေါ့ဟမ်ကိုယ်လည်းမပါတယ်အာတန်တိုက်လို့ရှိရင်အာနာမပြန်ဘူးကိုကတန်တိုက်လို့ရှိတယ်ဟိုကိုမေကိုလို့တွေကမပါလို့လေအဲဆိုရရဖြုတ်ပြီးအကုန်လုံးပပပပပပြင်ဆင်လိုက်ပြီးတော့အကုန်လုံးထုတ်ကန်မယ်ပေါ့အာတောင်းရပြင်းနေမှာဟမ်ဣတနာမောင်တို့ဘာတို့ကထွက်ပြီးတော့ဆန်းနှံပြတဲ့အချိန်မှာ ဲ့တော့ကျမဆန္ဒထုတ်ပြကြတယ်။ဟောပြင်းပြင်းနဲ့ဆန္ဒပြတယ်အားကောင်းလာတယ်။ဒါပေမဲ့ဣတိဇံမောင်တို့ထွက်ဆန္ဒပြတဲ့ကနေသူတို့စစ်တပ်ကလက်နဲ့စစ်နဲ့မပြစ်မရှင်းပြည်သူဟာအပြတ်မောက်လုပ်ငန်းတွေလုပ်ခဲ့တာ။လက်နဲ့ကန်ဖို့မမေ့ပြောနေအောင်နော်။အခုလက်ရှိလက်နဲ့ကန်တဲ့လူတွေကိုစောက်ပြစ်ပြောနေတဲ့ကောင်တွေကိုမေ့ချင်တာ။မင်းတို့စစ်တပ်ကမပြစ်မရှင်းပြည်သူဟာဆန္ဒပြနေတဲ့အချိန်မှာအပြတ်မောက်လုပ်ငန်းပြောဖို့လုပ်ဖို့နေတာကအရှင်းကဆန္ဒပြသွားရင်အနောက်ကအမှိုက်ကောက်တဲ့အဖွဲ့ကတက်တက်လိုက်ကောက်။ဟာတမိုင်းမဟုတ်ဘူးအခုဖြစ်နေတဲ့ရ။အဲ့ဒါလို့လုပ်ခဲ့တဲ့ပြည်သူအဲ့လိုဆန္ဒပြတော့အခုနေပေါ်မှာကြည့် ်မိဘမှာဆန္ဒပြတဲ့ပြည်သူနဲ့တို့မြန်မာပြည်ဆန္ဒပြတဲ့ပြည်သူဘာပွားလဲဒါပေမဲ့မိဘမှာအစိုးရအိမ်တော်တွေဝီကြီးချုပ်ရိုက်ပုတ်ထုရိုက်ကုန်မီးရှို့တာတောင်မှသူတို့တိုင်းပြည်မှာညင်တအောင်ထိနိုင်တယ်ခုနိုင်ငံကစစ်တပ်ခေါင်းဆောင်ဆိုတဲ့ကောင်းလေးဘလောက်အပ်ပါကြီးဘလောက်ရုံမှလည်းမြေအောင်ကြီးအရှိရဆန္ဒပြသွားတဲ့အနောက်ကအမိုက်လိုက်တော့တယ်အဲ့ဒါလို့ပြည်သူကိုရဲရဲဆက်ဆက်ခစ်ဖို့ပြောင်းပြီးခေါင်းကိုပြစ်ဆိုပြီးတက်ပြစ်ကြတာလေပင်ရဲကောင်းလေးထွက်ခဲ့ဆိုပြီးလမ်းမှာရက်ထားတဲ့ဆိုင်ကြီးကားတွေဘာမှမဆိုင်တဲ့ပြည်သူပဲကားတွေရိုက်ပုတ်ခွဲထုရိုက်ဟမ်ဓမြလုံးလေးလောက်တာမဟုတ်ဘူးလား ကိုဒီလိုကာလရက်မှာမြို့တွေမှာခုံဆုံးလူနဲ့တွေကိုတောင်းကြမှာဆိုလို့တရက်ဘက်ကိုအဲလူငယ်တွေအလဲတဲ့ကင်းဆောင်နေကြတယ်နော်ကိုယ့်ရက်ဘက်လုံလုံရဲအတွက်အဲကင်းဆောင်နေတဲ့လူဝင်လာပြီးခေါင်းအောင်ပြစ်တယ်ဟာစစ်ကောင်းဆောင်မရကျူကျူလောက်ကိုတိတ်ခါကြအောင်ရေးသားပြောဆိုမှုကြောင့်တမီဆိုဖန်းခံရဟုဆို online ပေါ်ကလူအများစိတ်ဝင်စားနေတဲ့တမီဆူတက်ကိုကိုကိုစစ်ကောင်းဆောင်မင်း online ရဲ့ဇနီးကျူကျူလာနဲ့စစ်အရာရှိတွေရဲ့ပုံရိပ်ကြဆင်းအောင်ရေးသားပြောဆိုမှုတွေရှိတယ်ဆိုပြီးတိုင်ကြားစာကြောင့်ဖန်စီထိမ့်သိမ်းခံနေရပြီလို့နိစက်ရအတိုင်းဝိုင်းတွေကအတီးပြုတ်ပြောဆိုနေကြတာပါ ဒီကနေ့မနက်ပိုင်းကမင်္ဂလာတုံလေးစိတ်မှာဖန်စီထိမ့်သိမ့်ခံလိုက်ရတာဖြစ်ပြီးတော့မင်္ဂလာတုံရဲ့စခန်းမှာအစစ်ဆေးခံနေရတယ်လို့သိရပါတယ်။တမီးဆိုသူအမျိုးသမီးကတော့အမေရိကန်နိုင်ငံမှာနေထိုင်နေသူဖြစ်ပြီးတော့အွန်လိုင်းဆက်လီမအေတင်ကိုဆိုသူနဲ့အချင်းပွားမှုတွေဖြစ်ပွားခဲ့တဲ့အပေါ်လူမှုကွန်ရက်မှာလူအများရဲ့စိတ်ဝင်စားမှုရှိနေခဲ့တာပါ။ တမီးဆိုးကစစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့ဇနီးကျူကျူလာနဲ့စစ်အရာရှိတွေရဲ့ပုံရိပ်ကြဆင်းအောင် ရေးသားပြောဆိုမှုတွေရှိတယ်ဆိုပြီးတိုင်ကြားထားတယ်ဆိုတဲ့စာတစောင်းလဲလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီတိုင်ကြားစာမှာတော့စစ်ကောင်းဆောင်ရဲ့ဇနီးကျူကျူလာကိုနိုင်ငံတော်အဆင့်ချစ်ကြည်ရေးသွားရမယ်၊လက်ဆွဲနှုတ်ဆက်ရမယ်၊ကိုစော်နီပေါ်လမ်းလျှောက်ရမယ်ဆိုရင်ဘယ်ခန္ဓာမျိုးမှာဘလို့ဝတ်စုံကိုဝတ်ပြီးဘယ်ပူဝါကိုပပလေးမခိုးတရိုလေးလွှာပြီးဘလို့တောက်ဖက်နှက်ကိုစီးပြီးဘလို့ရင်ကော့ပြီးကြွ ကြွရွရွရလမ်းလျှောက်တက်ပြီးသွားရမယ်ဆိုတာမျိုးကြတော်စုကိုဘယ်မျိုးသမီးမှမရှင်နိုင်တာ personal designer ဘေးနားခေါ်ထားပုံရတယ်သူအိတ်ကြီးလွယ်ပြီးစောင်းတွင်ညဖက်ချမ်းလိုလယ်ပင်ပူဝါပတ်ပြီးလမ်းထိပ်မှာအတိနဲ့ရုတ်တရက်တွေ့လို့လက်ဆွဲနှုတ်ဆက်ရတယ်လို့မျိုးကြီးမြင်ရတော့နိုင်ငံတော်ရဲ့ပုံရိပ်ကအစမ်းကွမ်းနဲ့ဖွားကျော်ကူကိုလည်းရွာပုံပြောက်ပြီးလှစေချင်တယ်လို့လူပြောဆိုခဲ့ကြောင်းတိုင်ကြားစာမှာဖော်ပြထားတာပါ ဲ့လိုလုံးခဲလို့မခံနိုင်တဲ့အဆုံးမှာရရလက်နဲ့အဲ့ချိန်မှာအခုတော့ right battery ဘာတွေကမရသေးဘူးဘာရလဲကက်တနက်လေးတို့လောက်လေးဘွားတို့နဲ့စတင်တော်လာနေပဲပြီခုတယ်ပြည်သူစားကြတဲ့ဟာတစ်ခုမှမရှိဘူးအဲ့လိုတဲနေခုပြီးစိုင်းတော်နိုင်တော်နိုင်အဲ့လိုလောက်တဲ့လူလက်နဲ့ကြီးနဲ့ပြနောက်ဆုံးမြို့လေကောင်မှာအာဘီကြီးနဲ့ထုလို့ထုဟမ်အဲ့လိုလောက်လာတဲ့အဆုံးမှာဒီချိန်နေပြီးရောက်လာတာအဲ့တော့ဒီချိန်နေရောက်လာမှာမှဟမ်ဟိုထုံးကင်ဆိုတဲ့ဟိုလူရှိသေးတယ်ဘာမှမဟုတ်ဘာဖြစ်တယ်တက်ပလိုက်ဖြတ်ပလိုက်မင်းတို့ဘယ်လိုမှမပြေလို့လေ တူးမဲ့လေလေတိုင်းမင်းတို့ဘုံကျနေတော့တော့မပြောမနဲ့မခံနိုင်လို့ထွက်ချနေလူမှမင်းတို့ကဘာဖြစ်ညာဖြစ်နေဆိုတော့လီးရလို့ပြောရမှာပေါ့အဲ့လိုလူမျိုးကမဟုတ်ဘူးလားချင်းချင်းလေးပဲကျွန်တော်တို့ကတဲ့ပဲနိုင်ငံရေးဆိုတာကျွန်တော်ပြောမယ်စီနီယာတွေဂျူနီယာတွေလာမကွဲနဲ့နိုင်ငံရေးလုပ်တယ်ဆိုတာမင်းကဖြစ်တက်လုံးလုံးလည်းလုပ်လားမင်းစောက်ဘုံကျရင်စောက်ဘုံကျဘူးလေဒီနေ့မှထားလို့လည်းကောင်းတယ်ကိုယ့်တက်စောက်ဘုံကျရင်နေရာပြင်ပြရမှာပဲအဲ့ဒါနိုင်ငံရေးနိုင်ငံအပေါ်ဖြူစင်တဲ့စိတ်ရှိရင်ပြောတာကျွန်တော်ထောက်ဖို့လုပ်တယ်နော်အာထိုင်းနိုင်ငံမှာကိုယ်စီထောက်ဖို့လုပ်တာကိုယ့်ကိုဆေးရလို့လည်းမတတ်ပါဘူးဘာကောင်းလို့လဲဒီနေ့မှလုပ်နိုင်တဲ့လူတွေထားလို့ကိုယ့်တက်ချင်းအောင်လား ဖယ်မိရမှာပဲနေရကိုတက်တလုံးပုတ်ကိုအကောင်လုံးထင်နေဘာကောင်းမှမဟုတ်တော့မှလူကြီးရနော်အခုလက်ရှိတော်လန်ရင်းမှာလေအဲ့ဒီ88ပြည်တဲ့အတိုင်းဝန်းကိုပို့ဆိုတယ်ငါတို့ကဘလို့လောက်လာတာမင်းတို့ကမနေ့တည်းမှထားလို့လားဟောမနေ့ကရေရှည်လောက်လာရင်မထိုင်ဘူးအလိုနေရှိကိုရမယ်အတိုင်းအဲ့ကိုမင်းကိုနိုင်ပြောထားကြပဲအပင်ကြီးလို့လားငါကုန်းဆောက်လာတာပြက်ပြက်တဘိုးမရှိတဲ့ကောင်ကြီးဘလို့ဆောက်ထင်ကြည့်ရမလဲဟုတ်တယ်မလားအဲ့တော့နိုင်ငံရေးဆိုတဲ့စကလုံးကလူအတုံးချကံပြည့်စည်မဟုတ်ဘူးနိုင်ငံရေးဆိုတာရှင်းရှင်းလေးနိုင်ငံကောင်းဖို့အတွက်လုပ်တာ ဘသူပဲလို့ဝင်းကင်းစာကလေးကနိုင်ငံကောင်းဖို့အတွက်လုပ်နိုင်ရင်လေအဲ့ဒီဝင်းကင်းစာကလေးကိုနိုင်ငံရေးလုပ်တဲ့သူအဖြစ်လေးစားပေးရမှာပဲမင်းကဝင်းကင်းစာမလို့ငါကဟိုရှင်းဆက်ရှင်းတွေလောက်လာမလို့ဖိနှောင်းမကြလို့မရဘူးနော်အဲ့တော့မြန်မာပြည်မှာကနိုင်ငံရေးဆိုတဲ့စကားလုံးဟာအတုံးချခံစကားလုံးဖြစ်နေတာကျွန်တော်တို့နိုင်ငံရေးရှင်းတယ်နိုင်ငံရေးလုပ်လို့လည်းမစားဘူးတသက်လုံးလည်းမဟုတ်နိုင်ငံရေးပတ်သက်ဘာဖြစ်လို့ကိုယ်တွေစိတ်တက်နေနိုင်ငံရေးလုပ်လို့မရအောင်နိုင်ငံရေးလုပ်လို့ဆိုတော့ကလေးကတိလုပ်နိုင်မှာဟိုလက်ရှိမြန်မာပြည်ရဲ့ခေတ်ရည်စီးကြောင်းပြောတာမြန်မာပြည်မှာနိုင်ငံရေးဆိုတာကကလေးကတိလုပ်နိုင်မှာကလောင်းပလဲလုပ်နိုင်မှာရုပ်မှန်နိုင်မှာကောက်ချစ်နိုင်မှာဟမ် နိုင်မှဖြတ်လတ်နိုင်မှအထက်ဖားအောက်ဖိလုံနိုင်မှအဲအဲ့ဒါတွေကမြန်မာပြည်ရဲ့နိုင်ငံကြီးကျွန်တော်တို့ကရှင်းတယ်နိုင်ငံကောင်းဖို့အတွက်ပဲနိုင်ငံကြီးလုံမှာမဟုတ်စိုက်ချက်ကြည့်လို့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာတကယ်နိုင်ငံအရေးအတွက်နိုင်ငံကြီးလုံချင်တဲ့သူတွေကိုပြောချင်တာကလက်ရှိအချိန်ကာလကြီးနိုင်ငံကြီးသမားတွေရဲ့ကာလမဟုတ်ဘူးနိုင်ငံကြီးသမားတွေခဏလေးစောင့်ကြည့်ပါ နိုင်ငံအရေးကိုလုတ်တဲ့လူငယ်တွေလုတ်နေတယ်။နိုင်ငံအရေးလုတ်ပြီးတော့နိုင်ငံအရေးကလမ်းကြောင်းပေါ်ကောင်းသွားပြီဆိုရင်ခင်ဗျားတို့နိုင်ငံရေးသမားတွေလုတ်ကြပါတော့။နော်။လော်ဒေါ်ဆယ်မှာတော့နိုင်ငံအရေးပါအရေးကြီးပါတယ်။နိုင်ငံရေးကအရေးမကြီးပါလေ။နော်။ဒါကြောင့်မလို့နိုင်ငံရေးဆိုတာလုတ်စားเสียရစကလုံးတစ်ခုမဟုတ်ဘူး။ဒီတော်နိုင်ငံရေးကလက်နက်ကင်လမ်းစဉ်ကိုရှောက်ပြီးဖြစ်တဲ့အတွက်ရန်သူဘက်ကကြိုက်တယ်လို့လုတ်ကြိုက်တယ်လို့ပြောဆောက်ပြီးစိုက်เสียအကြောင်းရှိဘူး။ကျွန်တော်တို့ရှောက်မဲ့လမ်းကိုကျွန်တော်တို့ပြောင်းအောင်ရှောက်ဖို့အဓိကပဲ။ကျွန်တော်ဒီလမ်းကိုရွေးခဲ့ပြွားပြီဒီလမ်းကတဝက်ကြမှာလှက်ပြန်လို့ရတဲ့လမ်းမဟုတ်ဘူးတဝက်ကြမှာမလုတော့ဘူးလို့လုတ်လို့ရတဲ့လမ်းမဟုတ်ဘူးစုံးအောင်ရှောက်မှရမယ်လားအဲ့တော့ တက်နိုင်ဖျားရောက်မယ်နော်မုံမီတဲနိုင်တက်နိုင်ဖျားရောက်ဆိုစကလုံးလို့ပဲတက်နိုင်နော်အဖျားရောက်မှာပဲကျွန်တော်တို့ဒါကြောင့်မလို့ဒိုးစားတက်ပေါ်သွားပြီအဖျားရောက်တက်ဖို့ပဲလို့ရတယ်ဘဲသူတွေဘာပဲလုပ်လို့ဘာပဲညောညောဒီစွန့်ဆန်တဲ့ကိုတွက်ချီးလာရောတယ်အဲ့ဒါတွက်ချီးဆိုတာတိအောင်ခက်ထုတ်ပြမှာပဲနော်ဒါကြောင့်မလို့ဒီတမီးစိုးလိုဟာမျိုးလိုနိုင်ငံရေးပုံမှန်နဲ့ရောပြီးဂျင်းတာမထဲနဲ့တိလာနိုင်ငံအရေးလုံနေတဲ့ဒူတွေနဲ့ဒီလိုဟာတွေနဲ့လမ်းလားလဲမှမထိုက်တယ် နော်အဲ့တော့မင်းတို့ကမင်းတို့တိုက်ခင်းတဲ့ပုံမှန်တက်ပုံမှန်ပေါင်းတရားပဲတက်တဲ့ပုံမှန်သထောင်ပဲတက်တဲ့ဟိုအသက်ပေါင်းတရားတော့ပျံချချမင်းတို့ကြိုက်တာလို့ဒါပေမဲ့နိုင်ငံရေးပုံမှန်တွေနဲ့တော့လာရောမချနဲ့မတန်လို့ပြောတာ